အလုံးမင်္ဂလာပါကျွန်တော်ကတော့တာဂေတာအဝိုင်းနေတရားရှိတော်ဗျာမြောက်ဘက်ဆောင်တမှာပေးနေခေါ်နေတယ်ဆရာထိုင်အောင်လို့ဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေအင်္ဂါတန်လူများအတွက်၁၁ရက်6လနေပြီးတော့18ရက်6လအတွင်းတပတ်တွင်းမှာကြုံတွေ့ရမယ့်ကံကြမ္မာအကောင်းဆုံးကိုတဲရော့ကပ်ဖြင့်နမိတ်ပတ်ပြီးဟောကြားမှာဖြစ်ပါတယ်အင်္ဂါတန်လူတွေကတော့ဒီကာလမှာနမိတ်ဂုံသတင်းတွေနော်နမိတ်ကောင်းတွေထွက်နေမဲ့ကာလလည်းဖြစ်ပါတယ်ငါ ဒီကာလကကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်နှစ်ကြိမ်နှစ်ကဖြစ်တဲ့ကာလလည်းဖြစ်ပါတယ်လက်ရှိငွေကြီးကတော့နော်ကျက်နေတဲ့ကာလလည်းဖြစ်ပါတယ်မိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်လာရင်နော်ဗုဒ္ဓဘုတောက်ကြသားသမီးတွေကြောင့်ရုပ်တရက်ဝန်ဆက်စရာတရင်တွေကြားတတ်တဲ့အဆက်အသွယ်ကောင်းတဲ့ရတတ်တဲ့နော်သူတို့နဲ့ပတ်သက်ပြီးတော့ အဲဆက်တူလောက်တာတော့တွဲဖက်ပြီးလောက်တာတော့ဂျုံရမဲ့ကာလာလည်းဖြစ်ပါတယ်လောက်ရင်လည်းကောင်းပါတယ်အနေအိမ်မှာတော့ကျွန်တော်တို့အလူတန်းနေလုပ်ပြလိမ့်မယ်လောက်ရင်ကောင်းပါတယ်ဒီကာလာမှာမိခင်ဂျမ်းမိုင်းနဲ့ပတ်သက်ပြီးတော့ဘာမှပူစရာမလိုပါဘူးဂျမ်းမိုင်းကောင်းတဲ့ကာလာလည်းဖြစ်ပါတယ်တာသမီနဲ့ပတ်သက်လာရင်တော့တို့ရဲ့အပေါင်းအသင်းမိတ်ဆွေတွေကြောင့်ကလေးတွေ လမ်းလွဲသွားတတ်ပါတယ်ဂရုစိုက်ပြီးလို့ပါတယ်အင်္ဂါသာသမီးတွေကဒီကာလမှာအနောက်ရှက်တို့အတားစီတို့ရန်တို့ကင်းနေတဲ့ကာလလည်းဖြစ်ပါတယ်ငွေနဲ့သူတွေဆိုရင်တော့အခြေအေးမှာအဆင်မပြေပါဘူးတုံးတဲ့တို့လမ်းခွဲရမယ်ကာလလည်းဖြစ်ပါတယ်အိမ်တော်ရှင်များဘုရားတော့အိမ်တော်ဘက်ကျမကြီးညတ်တဲ့ဒါမှမဟုတ် ကျွန်တော်တို့အမှုခင်းနေဖြစ်တတ်တဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့အင်္ဂါသာသမီးတွေဒီကာလမှာသွားတို့တဖိုးတို့ပါဇက်တို့နော်ဒုက္ခပေးတတ်တဲ့ကာလလည်းဖြစ်ပါတယ်ကိုယ့်ရဲ့အတွေးအကြုံယူဆတွေဟာဒီကာလမှာတဲကြီးခံနေမှာရလိမ့်မယ်နော်ဇွတ်လို့လို့မရပါဘူးနော်ပြီးတော့ပုံဝင်ခြင်းကိုလည်းအရန်ဂယူဆိုင်တဲ့အတွက်စိတ်ညစ်နေရမယ့်ကာလလည်းဖြစ်ပါတယ် ဒီကာလမှာအင်္ဂါသာသမီတွေပေါ်တော့ကံကောင်းနေတဲ့ကာလရဲဖြစ်ပါတယ်အဲ့တော့ကံတရားမြတ်တာပေးတဲ့အချိန်မှာအလုပ်တွေပြပြီးစူးစမ်းဖို့လိုပါတယ်တကူသတိပေးချင်တာကတော့အကိုစီဘောတော့ရောက်ကရှာမိမရှာလာရင်ကျွန်တော်တို့ရုတ်တရက်ကံနဲ့ပတ်သက်ပြီးတော့ညံ့တော့တတ်ပါတယ်ဝေးကြီးနဲ့ပတ်သက်လာရင်တော့ကျွန်တော်တို့စုံးမီလို့ထင်တဲ့ငွေတွေပြန်ရတတ်ပါတယ် နော်ရက်တက်သွားတဲ့ငွေတွေနော်ပြန်ရတတ်ပါတယ်နော်အကျွေးတွေပဲပြီးပြီပါနော်အဲ့ဒါတွေပြန်ရမယ့်ကာလလည်းဖြစ်ပါတယ်နော်ငွေကြီးနေပတ်သက်ပြီးတော့အထူးကံကောင်းနေတဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့အခုကိုမရှိတဲ့အညာလေးတွေပြပြောင်းသဘောအတွက်ကိုကျွန်တော်တို့အိမ်မှာသမင်းချက်နဲ့ဟင်းနဲ့နေပြီးတော့လမ်းမှာလေလွတ်နေတဲ့ခွေးတွေကိုဒါနပြုပြီးတော့အကျွေးပါအဲ့လိုကျွေးလိုက်မှဆိုရင် ကိုမခက်ခဲတဲ့ခက်ခဲတွေပြပြပြီးတော့ကောင်းကျိုးချမ်းသာများရရှိတော့မှာဖြစ်ပါတယ်ခင်ဗျာ